်ရက်ဆော်ဘွားများပြည်တော်စု UAE ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကြောင့်ရုရှားနဲ့ယူကရိန်းတို့စစ်အကျဉ်းသား382ဦးကိုလဲလှယ်ခဲ့ကြောင်းနှစ်ဖက်အစိုးရတို့က match လ19ရက်မှာအတည်ပြုကြေညာလိုက်ပါတယ်။2022ခုနှစ်နှစ်စံပိုင်းကယူကရိန်းကိုရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်းစစ်အကျဉ်းသားတွေနဲ့ကြာဆုံးသွားတဲ့စစ်သားတွေရဲ့ကျဉ်းကျဉ်ရစ်တဲ့အစိအပိုင်းတွေလဲလှယ်မှုဟာစစ်ခင်နေတဲ့နှစ်နိုင်ငံကြားတစ်ခုသီးသောပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဆွေးနွေးပြီးနောက်စစ်အကျဉ်းသားတွေလဲလှယ်ခဲ့ကြောင်းကီယင်မလင်နန်းတော်ကမတ်လ18ရက်မှာကြေညာခဲ့ပါတယ်။ ရုရှားအကျဉ်းသား195ဦးကိုယူကရိန်းကလွှဲအပ်ခဲ့ပြီးရုရှားကယူကရိန်းစစ်အကျဉ်းသား195ဦးနဲ့ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတဲ့ယူကရိန်းအကျဉ်းသားတွေကိုလွှတ်ပေးခဲ့တယ်လို့ရုရှားကကွယ်ရေးဝန်ကြီးဌာနကပြောထားပါတယ်။ဒါဟာအကြီးမားဆုံးစစ်အကျဉ်းသားလဲလှယ်မှုတွေထဲကတစ်ခုဖြစ်တယ်လို့ယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီကပြောကြားလိုက်ပြီးပြန်လွတ်လာတဲ့ယူကရိန်းစစ်သားတချို့ကိုရုရှားကအမှန်တကယ်မဟုတ်ပဲရာဇဝတ်မှုတွေနဲ့ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ပြောပါတယ်။ မတ်လ19ရက်မှာပြန်လွတ်မြောက်လာခဲ့တဲ့ယူကရိန်းစစ်သားတချို့ဟာနိုင်ငံတောင်ပိုင်းမာရီယိုဖူးမြို့မှာတိုက်ပွဲဝင်ခဲ့သူတွေဖြစ်တယ်လို့တမရဇလန်စကီကပြောကြားထားပါတယ်။အဲ့ဒီမြို့ကိုရုရှားကကျူးကျော်တိုက်ခိုက်ပြီးမကြာမီသိမ်းယူခဲ့တာဖြစ်ပါတယ်။ အပြည့်အခက်ရဆယ်ရင်ညိနိုင်မှုတွေရဲ့တစိမ့်တစ်ပိုင်းအနေနဲ့စစ်အကျဉ်းသားအလုံးလဲလဲဖို့တောင်းဆိုထားတဲ့တမရဇီလန်စကီကဂျာဝင်ညိနိုင်ပေးတဲ့ UAE ကိုကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြီးယူကရိန်းစစ်အကျဉ်းသားအလုံးကို ပြန်ခေါ်မယ်လို့ကြွေးကြော်ထားပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့ရုရှားစစ်အကျဉ်းသားအလုံးကိုဘီလာရုစ်တို့ပို့ဆောင်ထားပြီးစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေအပါအဝင်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးနေကဆွေမျိုးတွေနဲ့ဆက်သွယ်ခွင့်ပေးထားတယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားတာဖြစ်ပါတယ်။